တဏ္ဍာကုံ၃ပါးကိုနေ့စဉ်ပုံမှန်ရွတ်ဆိုနေတယ်ဆိုရင်အဲ့ဒီပုံကိုယ်တွေမှာ တွေ့ရမဲ့ထူးခြားချက်တွေကိုပြန်လည်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေတို့ကတဏ္ဍာကုံ၃ပါးကိုရွတ်ဆိုပွားများပူဇော်နေတယ်ဆိုရင် DW လေးကိုစုံအောင်ကြည့်သွားလိုက်ပါ။အဲ့ဒါကဘာတွေလဲဆိုတော့ဒုက္ခရောက်တော့မယ်ဆိုရင်မိမိရဲ့စိတ်ကအလိုလိုသိနေတတ်ခြင်း။စိတ်ရင်းမမှန်တဲ့လူတွေကိုအနာမှာအမြဲမနေနိုင်ခြင်းသူ့အလိုလိုထွက်ခွာသွားကြရခြင်း။ ဒုက္ခရောက်เสียရှိရင်လည်းပဲအဲ့ဒီဒုက္ခတွေကနေဖယ်ထုတ်ပေးလိုက်ခြင်းကြီးကြီးမားမားဖြစ်မဲ့ပြဿနာတွေကိုသိငယ်သွားအောင်ပပျောက်သွားအောင်ဆောင်ရွက်နိုင်ခြင်းဘေးရန်တရေတွေဒုက္ခတွေကြုံတွေ့နေရင်တောင်စိုးစိုးဝါဝါမကြုံတွေ့ရခြင်းစောင့်ရှောက်ကူညီခြင်းနဲ့လူတွေကိုယ့်ကိုကာကွယ်ပေးမဲ့ပုံကိုယ်တွေပေါ်လာခြင်းအန္တရာယ်ဇိုးတွေမကြောက်ရခြင်းဒေဇိုးဒုက္ခဇိုးတွေမကြုံတွေ့ကြရခြင်း ဘေးအန္တရာယ်တွေကြုံတွေ့လာရင်တောင်အဲ့ဒီဘေးအန္တရာယ်တွေကနေလွတ်မြောက်ခြင်းလတ်လာပါများရှင်လန်းပြီးတော့ငွေများတိတိတသာ